SCP-096 သူ့မျက်နှာကိုမြင်တာနဲ့သိရတော့ကိုလိုက်လာလိမ့်မယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာတော့ SCP-096 ဆိုတဲ့အချက်ကြောက်ကြီးတဲ့ထူးဆန်းတဲ့တတ္တဝါတစ်ကောင်အကြောင်းကို ပြောပြပေးမှာဖြစ်ပါရဲ့။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe မလုပ်ရသေးရင်လုပ်ထားပေးဖို့တောင်းဆိုပါရစေ။အစီဘီ096ဆိုတာကတော့အစီဘီဖောင်ဒေးရှင်းဆိုတဲ့ functional universe တဲကထင်ရှားတဲ့ truth ဆန်းကျတဲ့တတ္တဝါတကောင်ဖြစ်ပါတယ်။နောက်ပြီးတော့သူ့ကိုဒီဇိုင်းတိုင်းလိုလည်းခေါ်ကြပါတယ်။ SCP Foundation ဆိုတာကတော့ဘာဘာဝကထူးခြားဆန်းကျတဲ့အဘာဝလုံးဖြစ်ရတွေတတ္တဝါတွေကိုဖန်ဆီးထိန်းချုပ်ပြီးလူတွေမသိအောင်သုတ်ဝတ်ထားတဲ့အဖွဲ့အစည်းတစ်ခုအကြောင်းရေးသားထားတဲ့ project တစ်ခုဖြစ်ပါတယ်။သူ့ရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါတဲ့ချင်းတရားကတင့်နောက်ကိုလိုက်လာပါလိမ့်မယ်။ကျွန်တော်တို့ကဘာကြီးမှာ မြင်နိုင်တာထက်ပိုမိုများပြားတဲ့လက်ဝက်ဆန်းကျင်မှုရှိနေပါတယ်။အချို့ကတော့တဘာဝလုံးဖြစ်ရတဲ့အတွက်လူသားတွေအတွက်အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေပါ။ဒီလိုအရာတွေကိုလူများမသိအောင်ဖန်ဆီးထိန်းချုပ်ထားတဲ့လက်ဝက်ဖွဲ့စည်းတစ်ခုရှိပါတယ်။အဲဒါကတော့ SCB Foundation ပါ။ဒီနေ့ကျွန်တော်ပြောပြပေးမှာကတော့ Foundation ရဲ့အန္တရာယ်ရှိသောကြောက်စရာအကောင်းဆုံးအနည်းဆက်ဆုံးကြေကြာပေါက်လူသားတိုင်းအတွက်ချိန်ချမှုဖြစ်စေနိုင်တဲ့ Anomalous တွေတဲကတစ်ခုဖြစ်တဲ့ SCB 090လို့ခေါ်တဲ့ ်သရှိုင်းကိုင်းကြောင်းပဲဖြစ်ပါတယ် SCP-096 ဟာအရက်ရှည်ပြီးတော့ပိန်တွယ်တဲ့လူသားပုံစံရှိတဲ့တတဝါတစ်ကောင်ပါသူ့ရဲ့ပုံမှန်အမြင့်က1.38မီတာရှိပါတယ်ဆိုလိုတာကတော့ခုနှစ်ပေးနဲ့ဆယ်လက်မလောက်ရှိပါတယ်ပြက်သားတို့ကနေပါပြီးရေဘက်ကအကျူဖြော့ဖြစ်ပြီးတော့အမွေးအမြင်လုံးဝမရှိပါဘူးအောက်ကိုတွဲကျနေတဲ့သူ့ရဲ့လက်မောင်းတွေကခန္ဓာကိုယ်နဲ့လုံးဝမလိုက်ဖက်ပဲသူ့ရဲ့နှလုံးတွေကတော့ကျူဖြော့ပြီးအသက်မရှိသလိုပါပဲ။ သူ့ကိုဘာကြောင့်တဆိုင်ကိုင်းလို့ခေါ်ကြတာလဲဆိုတော့သူ့ရဲ့မျက်နှာကိုဘယ်သူမှမမြင်သေးခြင်းလို့ပါအရင်ရှက်ကြောက်ကြီးတဲ့သူပါပုံမှန်ချိန်ပြီမှသူ့ကိုထိန်းချုပ်တဲ့ခန်းထဲမှာငိုကြွေးတန်တိုးတိုးလေးတွေနဲ့နရံဘက်ကိုမျက်နှာမူကုတ်ကန်နေတတ်ပါတယ်ဒါပေမဲ့သူ့မျက်နှာကိုမြင်လိုက်တဲ့အခါမှာတော့သူ့ရဲ့ငိုကြွေးတန်ဟာကြောင်မက်ဖွဲ့ကောင်းတဲ့အော်ဟစ်တန်ဖြစ်ပြောင်းလဲသွားပြီးသူဟာတင့်ရဲ့သင်မင်းဖြစ်ရောက်ရှိလာပါလိမ့်မယ် SCB 096ရဲ့အကြောင်းစရာအကောင်းဆုံးစွမ်းရည်ကတော့သူ့ရဲ့မျက်နှာကိုဘယ်သူမှဆိုးဓာတ်ရိုက်မြင်တာဖြစ်စေဓာတ်ပုံဗီဒီယိုပကြီးကတစ်ခုတည်းကနေညီလိုက်မိပြီဆိုတာနဲ့ SCB 096ဟာဒေါသကြီးတဲ့ခြေနေကိုရောက်ရှိသွားပြီးတော့သူ့မျက်နှာကိုမြင်မိသူဘယ်နေရာမှာပဲရှိရှိဘယ်လိုပဲပုံနေပုံနေကဘာရဲ့ဘယ်နေရာကိုပဲပြပြတေချာပေါက်လိုက်လံတက်ဖြတ်ပါလိမ့်မယ်သူဟာပြစ်မှတ်ကိုမရောက်မချင်းဘလို့အတားဆီးဖို့မှ view ဆိုင်မှာမဟုတ်ပါဘူး ခိုင်မာဆုံးနေရန်တွေတမ်မဏိတကားတွေကွန်ကရစ်အဆောက်အုံတွေအားလုံးကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့ဖောက်ခွင်းပြီးဖျက်ဆီးသွားပါလိမ့်မယ်သူ့ရဲ့အချိန်ကလည်းအမကန်းမြန်ဆန်ပါတယ်တဏှာကြီးကိုမန်ယာချီအချိန်နဲ့ရွှေလျားနိုင်တယ်လို့ခံမှန်းရပါတယ်သူ့ရဲ့ပြစ်မှတ်ကိုရောက်တာနဲ့ SCP-096 ဟာပြစ်မှတ်ကိုရရဆက်ဆက်တိုက်ဖြတ်ဆုပ်ဖြဲပြီးပျောက်ဖြေပါတယ်သူ့ရဲ့တားကောင်ကိုပြေးတာနဲ့သူ့ရဲ့ဒေါသဟာငြိမ်သက်သွားပြီးပုံမှန်ခြင်တွေကိုပြန်ရောက်သွားပါလိမ့်မယ်အဲ့ဒီနောက်မှာတော့သူဟာအနည်းဆုံးရေစဲပြင်ဒါမှမဟုတ် ရေစိမ်းတဲ့နေရာကိုတွားရောက်ပြီးသူ့ကိုယ်သူတန့်ဆန်တတ်ပါတယ်။ SCB Foundation ဟာဒီလိုအန္တရာယ်ကြီးတဲ့တတ္တဝါကိုထိန်းချုပ်ဖို့အတွက်အထူးကြက်မှတ်တဲ့လုံထုံးလုံနည်းတွေကိုတတ်မှတ်ထားရပါတယ်။သူ့ကို9မီတာပတ်လည်ရှိတဲ့လေလုံသံမဏိခန်းတစ်ခုထဲမှာထိန်းချုပ်ထားပါတယ်။ဒီခန်းထဲမှာဗီဒီယိုကင်မရာဒါမှမဟုတ်မြင်တဲ့နဲ့ကြိယာတွေလုံးဝထားခွင့်မရှိပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့မျက်နှာကိုမမြင်ရအောင်ကာကွယ်ဖို့ပါ။ဒါပေမဲ့တချို့တော့မတော်တဆမှုတွေထိန်းချုပ်မှုလွဲချော်မှုတွေကြောင့် ား SCB-096 ဟာထိ ंछ ုံမှုကနေလွတ်မြောက်ခဲ့တဲ့ဖြစ်ပျက်တွေလည်းရှိခဲ့ပါတယ်။အထင်ရှားဆုံးဖြစ်ပျက်တစ်ခုကတော့ဒရိုနန်စ် 1A လို့လူသိများတဲ့ဖြစ်ရပ်ပါ။ Foundation ရဲ့သူတတိသူဟာ SCB-096 ကိုတပ်ပုံရိုက်ထားတဲ့ပုံတပုံကိုမတော်တဆမြင်မိလိုက်ပါတယ်။ဒီတပ်ပုံထဲမှာ SCB-096 ရဲ့မျက်နှာကခဝါဝါလေးပဲပေါ်နေတာပါ။ဒါကို SCB-096 ကတိသွားပါတယ်။ထိ ंछ ုံခဲကနေရုံးခတ်ပြီးအဲ့ဒီသူတတိသူကို မိုင်ပေါင်းများစွာကိုဖျက်ကျော်ပြီးလိုက်လံခဲ့ပါတယ်။ဒီဖြစ်ရကြောင့်ခွန်လေးရှင်းရဲ့လုံခြုံရေးဝန်ထမ်းအများပြားဆုံးခဲ့ရပြီးမြို့သက်ပေါင်းများစွာလည်းဆုံးရှုံးခဲ့ရပါတယ်။ SCP-096 ဟာသူ့ရဲ့ပြစ်မှတ်စီရောက်ဖို့အတွက်မြို့တွေကြေးရွာတွေတက်တော်တွေကိုဖျက်ကျော်ခဲ့ပြီးသူဖျက်တန်းသွားတဲ့လမ်းတစ်လျှောက်လုံးမှာအပျက်စီးတွေနဲ့ကိုခြံထားခဲ့ပါတယ်။ဒါဟာ SCP-096 ရဲ့အန်ရယ်ကိုပိုးပြီးမိမောင်းထုတ်ပြခဲ့တဲ့အဖြစ်အပျက်တစ်ခုပါပဲ။ Foundation အနေနဲ့ SCP-096 ရဲ့ချင်းချောင်မှုက အလွန်ကြီးမားတာကြောင့်သူ့ကိုဖျက်ဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။ Operation Dead Plate လို့အမည်ပေးထားတဲ့စစ်စင်ရဲတစ်ခုကိုတည်ဆင်ခဲ့ပါတယ်။ဒီစစ်စင်ရဲရွယ်ချက်ကတော့ SCP-096 ကိုကဘာမြင်မျက်နှာပြင်ကနေဖယ်ရှားပစ်ဖို့ပဲဖြစ်ပါတယ်။စစ်စင်ရဲအတွင်းမှာ SCP-096 ကိုရဟယင်ပေါ်ကနေမျက်နှာကိုမြင်မိစေဖို့အခြားပြင်ဆင်ထားတဲ့တပ်ပုံတပုံကိုပြသခဲ့ပါတယ်။ SCP-096 ဟာဒေါသထွက်လာအနောက်ကနေလိုက်လာပါတယ်။စစ်သားတွေလည်းလက်နက်မျိုးစုံနဲ့ပစ်ခတ်ခဲ့ပါတယ်။ ထောင်ပေါင်းများစွာသောကြည်စံတွေဒုံးကျည်တွေနဲ့ပောက်ကွဲမှုတွေက သူ့ကိုဘာမှမထိခိုက်ခဲ့ပါဘူး SCP-096 ဟာလက်နက်တွေကိုဂရုမစိုက်ဘဲသူ့ပြစ်မှတ်စီကိုဆက်လက်သွားနေခဲ့ပါတယ်ဒီစစ်စင်ရေးဟာ SCP-096 ကိုတက်လို့မရနိုင်ဘူးဆိုတာကိုသိခဲ့ရပြီးသူ့ရဲ့မတင်နိုင်တဲ့စွမ်းရည်ကိုပါတွေးလိုက်ရပါတယ် SCP-096 ကလူသားတွေအတွက်အနေနဲ့ချင်းချောက်မှုတစ်ခုဖြစ်တက်နဲ့တီးရှိနေမှာပါသူ့မျက်နှာကိုမတော်တဆမြင်မိလိုက်တဲ့ခါတီးချင်းတရဟာလိုက်နံဖမ်းကြည့်လိုက်မယ်ဆိုတဲ့အတွေ့အကြုံ လွန်ကိုထိတ်လန့်စရာကောင်းပါရဲ့ SCP Foundation ဟာသူ့ကိုအမြဲတမ်းထိန်းချုပ်နိုင်ပါမလားတနေ့နေ့မှာ SCP 096ဟာအပြည့်အဝထိန်းချုပ်မှုကနေလွတ်မြောက်ပြီးအဘာကြီးကိုကပ်ပေးအဖြစ်ရောက်ရှိစေနိုင်မလားဒီလိုမေးခွန်းတွေဟာကျွန်တော်တို့ရဲ့စိတ်ကူးစိတ်တမ်းတွေကိုလှုပ်ခတ်စေပြီးအကြောက်တရားတွေကို ဖန်တီးနေစေပါပဲဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် SCP 096အကြောင်းသိရထင်မြင်ချက်တွေဒါမှမဟုတ်တခြားစိတ်ဝင်စားစရာ credit တွေအကြောင်းသိချင်တာလို့ရှိရင် comment မှာရေးပေးသွားနိုင်ပါတယ်